တော်လည်းကိုမင်းအောင်ရက်တန့်နိုင်စွာမရှိတော့ဒါရှုပ်ရွေးကောက်ဝဲလို့ကိုကြားခံနေတာအဲရွေးကောက်ဝဲကလည်းဝက်ချန်တယ်မှာကျွန်တော်ပြောထားသလိုပဲသူ့အတွက်လောင်းကြီးကြီးတယ်အပေးယူကြီးကြီးမားမားရှိနေတယ်ဆက်ဆက်ကြီးမခံဖြစ်နေတယ်မိုက်ကြီးတို့ကိုရေးယူပြတာကြီးဘာမှလည်းမရေးဘူးဘာမှလည်းရွေးကောက်ဝဲဆိုစကလုံးတစ်လုံးမှမပါပဲဒီတကလူကြားတဲ့ကိုအကြောက်တရားပုံဝင်ကြည့်လုံးပြစ်တာဒီရွေးကောက်ဝဲနဲ့ပတ်သက်ပြီးဖတ်စစ်တာဆက်ဆက်ကြီးမခံဖြစ်နေအဲ့တော့ DNA အပြစ်မရက်ခင်မှာ MND ရအရင်ရက်ခဲ့တာတော်လိုင်းအားနေသွားလို့လား ုတ်တရံနေရက်တယ်မိုးကုတ်မိုးမိတ်ကိုလက်လွတ်မယ်ပြောတယ်တော်လည်းကြီးအားနေသွားလို့လားအခုမိုးကုတ်ပိုးတော်သွေးစီညညွတ်သွားသေးတယ်မိုးကုတ်ပြူကမိုးကုတ်ပကဖတတ်သားအရင်ဒီရဲဘော်တွေအနားယူလိုက်ရဲဘော်တွေပြန်ခေါ်နေပြီအားစုကြီးနေပြီ AMDY PDF နဲ့တရင်ပေါင်းမြောင်များစွာအဆောင်ရှိတဲ့တက်ပြီမိုးကုတ်ကကာဝေဘူးစစ်စီလုံးနဲ့ပြင်ဆင်နေကြပြီဗျာဒါကျွန်တော်တော်လည်းကြီးအားနေသွားတယ်ဘယ်သူကယူစားမိုးမြို့ကို ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF နဲ့ Generation HYZ ကျွန်တော်ဘူအောင်တပ်ဖွဲ့ကြီးကထိန်းချုပ်လိုက်ပါတယ်တနင်္လာနေ့တိုင်းမောင်းမကန်ရေစကန်တိန်တိုက်ပွဲမှာရရှိတဲ့လက်နက်တွေနဲ့အောင်မြင်မှုတကင်းပါအဲ့တော့ဒီတကင်းလေးကိုကျွန်တော်ဘာပြောဖတ်ပြရလဲဆိုတော့တစ်တုံညနှစ်ခုစစ်စင်ရေးအပြီးမှာ MNDAA ကိုတရုတ်ကဖိအားနဲ့လာရှိုးကစစ်ဌာနချုပ်ပြန်ပေးလိုက်တာ တဏ္ဍတစ်ချက်မဖောက်ဘဲနဲ့တရုတ်ကိုငိုပြီးတောင်းလို့ MNDA ကိုတရုတ်ကဖိအားတွေပေးပြီးတော့လာချိုစစ်တနာချုပ်ကိုပြန်ပေးလိုက်ကြတယ်။အဲ့ဒီချိန်မှာပြည်သူတွေဝိုင်းဆဲကြတယ်။အားငယ်တဲ့လူကအားငယ်ကြတယ်။ဒါပေမဲ့တော်လှန်ရေးထိခိုက်သွားလား။အဲ့ဒီ MNDA လာချိုကိုပြန်ပေးပြီးတဲ့နောက်ပိုင်းမှာကိုယ့်ဘက်ကနယ်မြေတွေဘလောက်ထပ်သိမ်းပိုက်နိုင်လဲ။အင်းတော့တိုက်ပွဲလိုမျိုးပြည်ရဲ့တွေပဲဥဆောင်ပြီးတော့တကယ်ရှယ်ကြီးတွေပါစော်နိုင်တာအလုံးတီပဲဖြစ်တယ်။အခုတခါ TNN တွေကမိုးကုန်းနဲ့မိုးမိတ်ကိုပြန်လည်ပေးရတယ်ဆိုပြီးတော့ချွတ်တွေပြောနေကြတယ်။တော်လှန်ရေးအတွက်စိတ်မပူပါနဲ့။အခုဒီမှာတနေ့နိုင်တိုင်းမှာစကမ်းတင်းကြလိုက် ်အခြားနေရာတွေလာပါအောင်မယ်ကျွန်တော်တို့မြို့တိုင်းတိုက်ပွဲစကမ်းတိုင်းတိုက်ပွဲတွေနေရာအနှက်လာဖို့ရှိပါတယ်စောင့်ကြည့်နေပါလောလောဆယ်တော့မောင်းမကန်တနင်္လာရီတိုင်းရနော်ကိုဖေးတို့ အဖွဲ့တွေတိမ့်ပိုက်ရရှိထားတဲ့အောင်မြင်မှုလေးကိုကျွန်တော်သတင်းအရင်ဖတ်ပြပါမယ်။အားလုံးပဲမင်္ဂလာပါ။အထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်။သတင်းနိုင်တိုင်းဒဝဲဖျံလောင်းလုံးမြို့နယ်မောင်းမကန်နေမြေရဲစခန်းလေးတိုက်ပွဲမှာစစ်ကောင်စီတပ်က12ဦးတေဆုံးကလက်နက်မျိုးစုံ23လက်ရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကဒီကနေ့အော်တိုဘာလ30ရက်မှာသတင်းထုတ်ပြန်ပါတယ်။ အထူးတိုင်းစစ်ထံကကိုကဲမှုအောက်ရှိနီယူဟာ33ဒေါနာတိုင်ရင်တက်ခွဲ၄ KBDF ဒေါနာတိုင်ရင်တက်ခွဲခွန် MPF နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ဒဝဲခရိုင်တပ်ပေါင်းစု DNLA ဒူလီယပ်စတောင်းဂျာမနီမွန်တက်တော်ဖက်ဒရယ်တူဝင်ကျဲတက်တွေပေါင်းပြီးမောင်းမကန်နေနေရဲစခန်းကိုအော်တိုဘားလ26ရက်ကတိုက်ခိုက်တိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်စခန်းတိုင်းတိုက်ခွဲဟာမနေ့9နာရီခွဲကစတင်ခဲ့ပြီး6နာရီကြာမြင့်ခဲ့တယ်လို့အတည်ပြုထားပါတယ် အဲ့ဒီစစ်စင်ရဲ့အတွင်းတော်လိုင်းရဲဘော်တူကြဆုံးခဲ့ရတယ်လို့လည်းထုတ်ပြန်ပါတယ်။စခန်းတိုင်းတိုက်ပွဲအတွင်းရန်သူဘက်မှ၁၂ဦးတေဆုံးပြီး၁၀ဦးဒဏ်ရာရကဂျန်အင်အားများစခန်းဆုံးခွာထွက်ပြေးသွားတယ်လို့အတိပေးပါတယ်။စစ်ကောင်စီထံက UZI အမျိုးအစားတနက်6လက် G3 မျိုးအစားတနက်9လက် shotgun smoke gun 2လက်ကွန်မတိုစိန်ပြောင်း2လက်6လုံးမျိုး4လက်စုစုပေါင်းတနက်မျိုးစုံ23လက်ဂျမ်းမာဆက်2လုံးနဲ့ခဲယမ်းတွေတင်စေရခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းတွေဖော်ပြထားပါတယ်။ အထူးတိုင်းစစ်ဌာနဟာကရင်နဲ့မွန်အခြေပြု PDF နီးမြူဟာတွေတပ်ရင်းတပ်ဖွဲ့တွေ drone လက်ယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေစုဖွဲ့ထားတဲ့စစ်တိုင်းတစ်ခုဖြစ်ပြီးအထူးတိုင်းဖွဲ့စည်းကြောင်းကျင်းညာပြီးနောက်မောင်မကန်နယ်မြေရဲစခန်းဟာပထမဦးဆုံးတိမ့်ပိုက်နိုင်ခဲ့တဲ့စစ်ကောင်စီစခန်းလည်းဖြစ်ပါတယ်အထူးတိုင်းစစ်ဌာနဟာစုဖွဲ့မှုပြုပြီးမှစစ်ရေးဆောင်ရွက်တာမျိုးမဟုတ်ပဲစစ်ရေးအောင်မြင်မှုတွေရရှိပြီးအုတ်ထုတ်ကုကဲမှုထောက်ပံ့မှုစနစ်တကျလေပတ်တဲ့အခါမှစုဖွဲ့မှုကိုပြည်သူတို့ထုတ်ပြန်ကျင်းညာခဲ့တာဖြစ်ပါတယ် အထူးတိုင်းစစ်ဌာနစုဖွဲ့မှုမတိုင်မီကလည်းစစ်ရဲ့အောင်မြင်မှုတွေရရှိထားတာကိုတွေ့ရပါတယ်။ကဲဒါကတော့နော်အထူးတိုင်းရဲ့အောင်ပွဲပဲဖြစ်ပါတယ်။ဟိုရက်ကပဲကျွန်တော်တို့ကိုဗစ်ဒီပြူဟာ33ရက်စစ်ဆေးမှုစောတာကိုပေါ့နော်တရင်ထဲမှာတွေ့ပါပါကိုဗစ်ကိုကျွန်တော်အကူအညီမှုတွေကျွန်တော်ဒီတိုင်းမှာရှိတဲ့အကူအညီထောက်ပံ့ထားမှုတွေကနိုင်တော့ကျွန်တော်တို့ခွဲခြားပေးလိုက်ပါသေးတယ်အခုလိုအောင်မြင်မှုတွေရတဲ့အတွက်ဝမ်းသာပါတယ်ဒါပေမဲ့အစိတ်မကောင်းတာကတော့ကျွန်တော်တို့ရဲဘော်တယောက်ကမြင့်မြတ်စွာအတက်ပေးွားရတယ်ကြားတယ်အဲ့တော့ကျွန်တော်တို့အမြဲပြောနေလို့ပါဗျာခွေးဆက် အကောင့်တရားပေလို့ကိုဘက်ကရဲဘော်တရားကြာဆုံးတာမခံနိုင်ပါဘူး။ဘာဖြစ်လို့လဲကျွန်တော်တို့တစ်ဖွဲတွေဆိုတာခံယူချက်မရှိယုံကြည်ချက်မရှိအပေါ်ကအမိတ်ပေးခိုင်းတယ်ဆိုစိတ်ရောက်တရုပ်လို့လုပ်နေတဲ့လူတွေပါ။လူပခုံးနှစ်ဖက်ကြားခေါင်းထွက်လို့လာလူတို့တတ်မှတ်ထားတာဒီကောင်တွေကိုလူတို့ခေါ်မထိုက်တဲ့အတန်းစားတွေပါ။ကျွန်တော်တော်လိုင်းရဲဘော်ဘက်မှာအနေစင်းရဲ့အစားစင်းရဲ့လက်နက်မပြည့်စုံမျိုးစုံဒုက္ခတွေကြားမှာသူတို့တွေဟာတိုင်းပြည်အတွက်ခ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 က်ကြိုးစားနေတဲ့ရဲဘော်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့မလဲနိုင်ပါဘူး။နော်ဒါကြောင့်မလို့တော်တိုက်ပွဲတိုင်းမှာကိုယ့်ရဲ့ရဲဘော်တွေထိခိုက်မရှိဖို့ကိုအမြဲတမ်း ဲကျွန်တော်တို့တတိပေးနေကြတာဖြစ်ပါတယ်အဲ့တော့ဒီတော်လှန်ရေးကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အခုဆိုမင်းအောင်နိုင်တို့ဟာသူတို့ရဲ့ဒီအတုရောင်ရွေးကောက်ပွဲကိုထိခိုက်ွားမှာမအောင်မြင်မှာသူတို့အယမ်းစိုးရင်ပါအယမ်းစိုးရင်လည်းကြားထဲမှာအခုနိုင်ငံတကာကလည်းဒီရွေးကောက်ပွဲကိုလုံးဝလက်မခံပါဘူးဆိုပြီးတော့ထွက်ပြောလာတဲ့အဆင့်ကြီးဖြစ်သွားပြီနော်အခုလိုကုလသမဂ္ဂနော်ဒီအထုကိုယ်စားလှယ်ရအစဒါဟာအတုရောင်ရွေးကောက်ပွဲပါလို့တောင်းကြောင်တင်းတင်းပြောလာပါတယ်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့လည်းကျွန်တော် reason တီးထက်လောက်ပါအောင်မယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကလက်ရှိမင်းအောင်နိုင်ကောင်းဆောင်တဲ့စစ် အနာယူအတိုင်းဝိုင်းဟာသူတို့ရဲ့ရွေးကောက်ပွဲကိုသူတို့ရအောင်လုပ်ပြီးတော့ဒီရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ဖြစ်တရားမဝင်နော်တပုံတမျှပြန်ပေးဆိုရရသွေးကောင်ဘဝကနေနိုင်ငံတော်ရဲ့ခေါင်းဆောင်အဖြစ်တရားဝင်ဖြစ်လာအောင်လုပ်နေတဲ့ပွဲပါအဲ့တော့ဒီခါကျကျွန်တော်တွေးတယ်ဗျာတို့လောကကြီးကဒီလိုပြီးွားမှာလားနော်ကျွန်တော်အကဲအခုဟိုမပြောမဆိုကောင်းပါတော့ကျွန်တော်တော်လိုင်းဘက်ကမနိုင်ဘူးဒီလိုဘက်ကနိုင်သွားမယ်ဆိုရင်ဒီမတရားတာတွေလုပ်မတရားတာတွေပြောမတရားတဲ့အရာတွေပဲလုပ်နေတဲ့သူတွေကလောကကြီးကိုအနိုင်ရအောင်မှာလားနော်အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့တွေးတယ် ဒါအဲ့လိုနိုင်ရမယ်ဆိုရင်ပေသွားတာမြတ်တယ်ကိုဟုတ်တယ်နော်ဒါကြောင့်မို့လို့တော်နိုင်ရင်လည်းပတ်တယ်လို့ဘယ်တော့မှကျွန်တော်နောင်ထရမှာမဟုတ်ကိုယ့်ကိုနိုင်တယ်လို့လည်းယုံကြည်မှုပြည့်ရှိတယ်ဘာဖြစ်လို့လဲမြက်ကန်းတစ်စီယုံကြည်တယ်မဟုတ်ပါဘူးနံပါတ်1နိုင်ငံတကာတန်ခင်းတမန်ခင်းကိုပြန်ကြည့်ပါနံပါတ်2ပြည်တွင်းအခြေအနေကိုပြန်ကြည့်ပါနိုင်ငံတကာတန်ခင်းတမန်ခင်းကိုကြည့်မယ်ဆိုရင်ကုလတမကမှာမင်းအောင်နိုင်ဟာသူတို့ရဲ့ကိုယ်စားလှယ်ကိုခန့်အပ်ဖို့အတွက်နှစ်တိုင်းစူးစမ်းနေတာအခုဒီနှစ်ထိကုလတမကလုံးဝလက်မခံပါဘူး ဲ့တော့ပြည်သူကိုယ်စားလှယ်ဥကြုံမုံထုံးကဒီနေ့ထိကုလတမကရဲ့ထိုင်ကုန်မှာတိတ်ခါရှိစွာပြည်သူတွေအတွေ့ကောင်းကောင်းထိုင်ပြီးအလုပ်ကြီးပြုနေနိုင်တယ်။နော်ပြီးလို့ရှိရင်အာဆီယံအာဆီယံဆိုတာအလုံးထိတဲ့အတိုင်းစစ်ကောင်းဆောင်တွေအဆက်ဆက်ကိုဘာလို့လဲကြောတောင်းနောက်ခံပေးပြီးတော့ဒေါက်ကန်ပေးလာတဲ့အဖွဲ့တစ်ခုဆိုမမဟုတ်တကယ်ဒီမိုကရေစီအရေးတဲ့စစ်ကောင်းဆောင်တွေအရေးကိုအာဆီယံဒီဇိုင်းနံပါတ်လိုက်ပေးခဲ့တာဒါပေမဲ့အဲ့လိုလိုက်ပေးခဲ့တဲ့အာဆီယံတောင်မှအခုမင်းအောင်လှိုင်ရဲ့လောက်ရက်တွေကိုလက်ခံလာ နော်ဒါတို့တွေအချက်တွေအချိန်ချင်းကွဲခဲ့တယ်အဲလွတ်ကောက်ဝက်လစ်လာစောက်ကြီးရဖို့ဆင်လို့မာလို့အာဆီယံအစည်းအဝေးမင်းအောင်လိုက် တက်မာလို့အဲ့လောက်ထိတို့ဘက်ကမခံမရနိုင်အောင်မျောလင့်ထားတဲ့အရာတွေဒါပေမဲ့တို့မျောလင့်တယ်လို့မဖြစ်လာပဲတဲ့ဘာဖြစ်လာလဲရွေးကောက်ပွဲဟာတဲ့အခုကဘာနဲ့ကျင်ကြလိုက်ရှင်းရှင်းလေးအန္တရာယ်အစိုးရရွေးကောက်ပွဲတာလေးတရားဝင်ရွေးကောက်ပွဲဖြစ်တယ်တရားမျှတပြီးလွတ်လပ်တဲ့ကဘာကလက်ခံတဲ့ရွေးကောက်ပွဲဖြစ်တယ်ဘာဖြစ်လို့လဲနိုင်ငံတကာရွေးကောက်ပွဲလစ်လာစောက်ကြီးအဖွဲ့အကုန်လုံးဂျပန်အဖွဲ့ဆိုရင်ဒါဒီမြင်လက်တမ်းမှာဆိုတဲ့မြင်ရစာနိတိညာတွေကူညီခဲ့တယ်အောင်တတိယအဲ့တော့အဲ့ဒီဂျပန်အဖွဲ့နော်ကုလသမဂ္ဂ အာဆီယံနောက်ဆုံးတရုတ်ကအဆက်နောက်20ရွေးကောက်ပွဲအပြီးမှာတရုတ်တမနာချီချင်းမင်ဟာဒေါ်အောင်ဆန်းစုကြည်ကို congratulation လုပ်ခဲ့ပါတယ်အဲ့တော့ဟိုဂိုယူတယ်ပေါ့နော်ဝမ်းမြောက်တယ်အခုလိုဝင်ဖြစ်တဲ့အတွက်ဆိုတဲ့ဟာမျိုးနဲ့အဲ့တော့ချီချင်းလေးပါပဲကဘာကအတိမတ်ပြုထားတဲ့တရဝင်းရွေးကောက်ပွဲဆိုတာရှိပြီးသားပါနော်အဲ့တော့တရဝင်းရွေးကောက်ပွဲရှိပြီးသားဖြစ်တဲ့အတွက်လက်ရှိမင်းအောင်နိုင်လို့လုပ်မယ်ရွေးကောက်ပွဲဒီတူတို့အာနာသိန်းလူတက်ထားတဲ့ရာဇဝတ်မှုတွေကိုဖျောက်ဖျက်ဖို့နော်ကိုမမောင်ပြောနေပြီခင်ဗျားတို့လည်းစစ်တပ်ကတပ်ပြောင်းရင်အရက်ဝင်တယ်ပဲတွားတယ်တဲ့ဒီတိုင်းယူနီဖောင်းတွေတပ်ပြောင်းတာမြင်ဘူးလားတဲ့ ်ထွန်တီတူပဲတဲ့အေကလည်းစစ်တိုက်မယ်ဆိုရင်အဲအရောက်ဝင်နေပဲတွားတယ်ပေါ့အဲ့တော့လက်ရှိကျမ်းရွေးကောက်ပွဲမှာတမ်ဖို့ပါတီကိုစစ်တပ်ကနေဘောင်းမီချုပ်ပြီးလာတဲ့ဟာရှင်းရှင်းပြောရင်တတ်ပြောင်းတာပဲတဲ့ဒါတွေအားလုံးဟာတတ်ချုပ်ဖြစ်တဲ့မင်းအောင်နိုင်ကတန်ချောင်းထောက်ဖောက်ရင်ချက်ချင်းမတက်ရပြီးဒတိဆွဲအလေးပြုပြီးတစ္ဆာလေးချက်စုံမဲ့ဒူတွေပဲတဲ့အဲ့တော့လက်ရှိရွေးကောက်ပွဲကိုဝင်မယ်ဆိုတဲ့ဒူတွေအားလုံးဟာအတိုက်အခံပုံရောင်လေးအတိုက်အခံမုံတော့အတိုက်အခံမဟုတ်အတိုက်အခိုက်အတိုက်ခိုက်ပြီးအတိုက်အခံအတိုက်ခံပြီးအတိုက်အခံအယောင် ဆိုတော့အဲ့ဒီအတိုင်းခံအယောင်လေးရှိတဲ့ပါတီတွေကိုတော့မှနှီးမျိုးစုံအကြောင်းပြပြီးအကုန်ဖြုတ်ချပစ်ခဲ့တယ်။နော်အခုဆိုကြည့်နော်စန္ဒာမင်းတို့ခမောက်ပါတီသွားခွန်းပြီးနောက်ဆုံးကျမှတတ်တခံသွားခွန်းဆိုတော့တယောက်တည်းဘဲအာနာအကုန်ယူဖို့လက်ရှိအာနာအကုန်လုံးဒီတက်မတော်တာ25ရာခိုင်နှုန်းဆိုတဲ့အာနာ25ရှိမယ်။ကျန်တဲ့85မှာစံဖို့ပါတီတွေကိုစစ်တပ်ကကောင်းပြီးဘောင်းကြီးချုပ်ပြီးတော့ဝင်လာပြီးတော့အာနာယူမယ်။ရှင်းရှင်းလေးပဲယူနီဖောင်းနဲ့အာနာတိတ်နဲ့ပစိုးပြန်ဝင်ပြီးအဲ့ဒီအာနာကိုပြန်ယူတယ် အဲ့တော့လက်ရှိမင်းအောင်နိုင်လုပ်မဲ့ရွေးကောက်ပွဲဆိုတာယူနီဖောင်းနဲ့အာဏာသိမ်းပြီးတော့တနိုင်ငံလုံးကိုအဲ့ဒီယူနီဖောင်းနဲ့လိုက်ပြီးလူတက်ထားတယ်။နော်မီးရှို့ထားတယ်။မဒိန်းကျင်ထားတယ်။သူများအိမ်တွေဖောက်ဖျက်ထားတယ်။အဲ့ဒီပြစ်မှုတွေအားလုံးကိုပျောက်ဖို့အတွက်မလုပ်တာလေ။အဲ့ဒီစစ်ယူနီဖောင်းကိုချွတ်ချပြီးတော့ဒီဘက်မှာတိုက်ပုံနဲ့ပစိုးဝင်ပြီးဒီအာဏာကိုပဲပြန်ယူတာ။ရှင်းရှင်းလေးပဲအဲ့ထက်မပေါ်ဘူး။အဲ့တော့တို့ရဲ့ရွေးကောက်ပွဲဒီဟာကိုထိခိုက်မှာအရန်ဆိုးတယ်။အခုဆိုရင်ကြည့်နော်ဒီမင်းအောင်နိုင်တို့အားပေးတဲ့လူတွေကိုကျွန်တော်မေးချင်တာကကွန်မန့်လေးရေးလို့အသေးလေးပေးတော့ဖမ်းတယ်ဆိုတော့ ဒါဒီမိုကရေစီကိုတွားမယ်ဆိုတဲ့ကောင်တွေရဲ့လောက်ရတာအာနာရှင်အာနာယူတွေရဲ့လောက်ရတာချင်းချင်းလေးဘတ်မတူနေရမှာဟုတ်တယ်မင်းတို့ကတော့မင်းတို့ထောက်ခံတဲ့စစ်တပ်ခေါင်းဆောင်မို့လို့ဘာပဲလုပ်လို့မှန်တယ်ထားဒါပေမဲ့လူလိုအတိတ်တရားလေးနဲ့တစ်ချက်လေးတွေးစီခြင်းတယ်အတဲလေးပေးတာကွန်မန်းလေးပေးတာတော့မှကွန်မန်းတော့မှနော်အွန်လိုင်းပေးရေးထားတဲ့ကွန်မန်းဆိုရင်ချင်းချင်းလေးနော်တစ်ချိန်ကသူ့ကို ဒီကောင်နဲ့အတူတွဲခဲ့တယ်ဘယ်ကောင်နဲ့အမှဝင်ရတဲ့ကောင်ကတွက်လက်တာအဲတွက်လက်နဲ့အတူတွဲပြီးတော့လှုပ်ခဲ့တယ်တွက်လက်ကဟိုဘက်ရောက်တော့အုံတိုင်းကိုဝိုင်းဆဲထားကြတယ်ဖြစ်မှာပါလူတွေကအခုအုံတိုင်းကမင်းတို့တွဲပြီမလားအချိန်တိုင်းကျတော့ဗာလဲဆိုတာတွဲပြီပေါ်လာပြီအဲ့လောက်လေးပဲရေးတာဗျာဒါကိုဖမ်းတယ်ဆိုတော့အဲ့ဒီဖမ်းတဲ့လူတွေကပါတီစုံဒီမိုကရေစီသွားမှာလို့အဲဖွင့်ပြတိုးတက်တဲ့တိုင်းဖာဖာကြတာအဲ့ဒါဖာစကားပြောတာပဲဟမ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားစဉ်းစားကြည့်အဲ့တော့ဒီစစ်ဘုံချုပ်တွေကိုထောက်ခံနေတဲ့လူတွေအားလုံးနဲ့စဉ်းစားပါမင်းတို့ထောက်ခံတယ်ဆိုတိုင်းမင်းတို့ဘဝအတွက်အမှတ်ခံချက်ရှိတာဇော်ဘုံဟင်းကိုကြည့်ပါ နော်ငါတို့တွေစန့်ကျင်နေတဲ့တော်လန်တွေဆိုတာအကြောင်းကိုအခုနောက်ပိုင်းမှာကိုမောင်မောင်တို့တွေကဆိုတာထွက်ပြောလာတယ်ဆိုတာလုံးဝကိုမဟုတ်တဲ့အရာကြီးဖြစ်နေလို့ပြောရတာပါဘယ်သူမှကိုယ့်အလူမုန်းခံပြီးမပြောချင်ပါဘူးဒါလေးကိုအားလုံးသိစေချင်ပါတယ်ဒါကြောင့်မို့လို့ဒီတရားမဝင်အတူရောင်ရွက်ကွဲရနေရာဇဝဲမှုကျူးလွန်ပြီးတော့ထွက်ပေါက်ရှာတဲ့ကောင်တွေကိုနီလန်ပေါင်းစုံနဲ့ရအောင်တိုးစင်ပေါ်တင်ဖို့လိုအပ်တယ်ဒါကြောင့်မို့လို့အခုလိုအောင်မြင်မှုတဲ့တိုက်ပွဲတွေများများလုပ်ရပါတယ်နော်အဲ့တော့အခုနောက်ပိုင်းမှာနောက်ထပ်နောက်ထပ်စခန်းတိုက်ပွဲတွေများများပေါ်ပေါက်ဖို့လိုတယ်ပြီးလို့ရှိရင်ရဲဘော်တွေနော်အတက်အန်တွေရဲ့ထိခိုက်အန်တွေရဲ့ဘာမှမရှိဘဲနဲ့အောင်မြင်စွာ တိတ်ပိုက်နှံ့ကြောက်ကိုရေးကြည့်ပါလေပြည်သူတွေရဲ့အာဏာပြည်သူလက်ထက်ပြန်ရောက်ပါမယ်ရေတော့အောင်အောင်အခက်ကို generation set အလက်ကွက်ကအရက်ကိုအမှုပညာဆန်ကျွန်တော်မိသားစုမနေဟုတ်ပြီအခု TNL နဲ့တရုတ် TNL နဲ့မအလာအုပ်စုစစ်စစ်ညီနိုင်ပွဲတွေလုပ်ခဲ့ကြတယ် TNL ကမိုးကကနေပြီးတော့စုခွာပေးမယ်အကြံဖတ်အုပ်စုဖြစ်တဲ့မင်းအောင်လှိုင်တဲ့အပေါင်းပါတစုက TNLA ထိ ंछ ုပ်ထားတဲ့နေရာတွေကိုလောစုပ်ပါတော်ကြီးဖြစ်တဲ့အတွက်လေကြောင်းကနေပြီးတော့ဘုံမကျဲဖို့ပြီးတော့ညီရင်စစ်ကြောင်းမထိုးဖို့တရုတ်စီသွားပြီးတော့တကွင်းတကကျွန်တော်ခက်ချမ်းချမ်းပြောရရင်ရိုင်းမှာစိုးလို့ကျွန်တော်မိသားစုဝင်နေတတော်ကိုအားအားရပြီးတော့လက်မှတ်သွားထုတ်ခဲ့တယ်ဟုတ်ပြီအခုမဟုတ်ဘူးကျွန်တော်ကတော့တစ်ဖက်ဝင်တွေအားလုံးကပူပေါင်းထိ ंछ ုပ်ပြီးတော့ကာဝယ်မယ်ဆိုတဲ့ထုတ်ပြန်ကြေညာချက်တွေစတိုက်ဖော်ပြလိုက်တယ် ဒီလိုကိန်းကျင်းဖြစ်မယ်ဆိုတာလေငွေတွေက TNL နဲ့ကျွန်တော်တို့ကာဝေးတက်ဖွဲ့မှာတည်တည်ကတိရှိပြီးသားဘယ်လိုလဲတော့ရလလေးပြီးညရေးပါမမီတဲ့ကောင်ကိုကျွန်တော် generation HYZ တွေနဲ့ကျွန်တော်တို့တိုင်းသားတက်ဖွဲ့ဝင်တွေပူပေါင်းပြီးတော့ဘခွက်ကလေးပဲပြလိုက်တာဖြစ်ပါတယ်ဆိုတော့လက်ရှိမိုးကုတ်ကိုဘုံမချဲပါဘူးလက်ရှိမြေပြင်ကနေစစ်တောင်းထိုးပါဘူးဆိုပြီးတော့ဖိအားပြီးတော့တယောက်ကြီးစီမှာလက်မှတ်သွားထိုးထားတဲ့ကောင်ဟုတ်ပြီမင်းတို့မိုးကုတ်ကိုဘုံချဲရလား ျွန်တော်တို့ပြန်မေးပြီဒါကအဲ့စကားပြောလို့ကျွန်တော်မိုးကောင်မှနေတဲ့ကျသားပြည်သူတွေကိုဒါဟောဖြစ်လို့ပြောတာမဟုတ်ပါဘူးအခုလည်းမိုးကောင်မှရှိနေတဲ့ကျွန်တော်တို့ကျသားပြည်သူတွေဒါဟိုစပေးရှောင်းနေကြတယ်လို့လည်းကျွန်တော်တို့တင်းနေကြတိထားရတယ်ဘာဖြစ်ပါဒီကောင်နေဘုံမကျဲပါဘူးဆိုတဲ့ဒီကောင်နေစတောင်းမထိုးပါဘူးဆိုတဲ့သူတို့ရဲ့ grid group ကိုဘသူကစပြီးတော့ချိုးမှာဘသူကစဖောက်မှာလဲအခုကျွန်တော်ဒီကားစုကိုထည့်ဆောင်ပြီးတော့ပြောချင်တယ်လက်ရှိကျွန်တော်နိုင်ငံအတွင်းမှာရှိရှိသမျှတော့တပတ်ဝင်နေအားလုံးနဲ့ရှိရှိသမျှတော့တိုင်းရင်းသားတွေအကုန်လုံးကမင်းအောင်ဖလိုက်နဲ့အချမ်းဖက်စစ်ခွေးတက်ရဲ့တောက်ကျင့်ကိုတည်တယ် ငင်းငင်းလေးပါလို့ဘလို့ပြောပြော NCA ပါလို့ဘလို့လိန်လိန်အဖြစ်ကရစဲပါတယ်ဆိုပြီးတော့ဘလို့ပဲပြောပြောဘယ်ကောင်းမှယုံကြည်မရှိဘူးလက်ရှိဒါဖြစ်ကြတာလည်းနေမြေတက်တော်လကောက်ခြားတော့ဒါစီမာပြူအတ်တော်လကောက်ပြီးတော့ဒီလေဂျောင်းဝင်ပါဝင်ပတ်သက်မှုတွေရဲ့ဖိအားတွေခြောက်တော်လကောက်ပါဗျာကျွန်တော်တိုင်းသားတိုင်းရင်းသားတွေဟာမဖြစ်မနေလုပ်လိုက်ရတဲ့လုပ်လေးတွေတော့ရှီကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တိုင်းသားအားလုံးကလည်းကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာမင်းအောင်ဖိုင်တဲ့အကြောင်းအဆိပ်ခွေးတက်ရဲ့ ဇယိုက်လက္ခဏာကိုကျွန်တော်တို့အားလုံးကသိပြီးသားဖြစ်တယ်။ဒါလေးကိုမမေ့ဖို့ကျွန်တော်မိသားစုလေးသိပြီးသားဖြစ်မှာပါဟုတ်ပြီ။လက်ရှိဒီကဝေးတစ်ခွဲပကဖကမျိုးရင်းနေရာနေနဲ့ကျွန်တော်ပြည်သူ့ကဝေးရဲ့တစ်ခွဲ PDF ကမျိုးပြင်နေရာတွေကိုဝင်ယူလိုက်ပြီးတော့ဒီမျိုးကိုလုံးဆောင်ဖိန်းချုပ်ပြီးတော့ပြန်ပေးဖို့အတွက်ဆက်ပြီးတော့ပါဝယ်သွားမှာဖြစ်တဲ့အကြောင်းမကုတ်ပကဖရေဘော်တူကတင်ပေးဖို့တာပါတယ်။ဒါကြောင့်ပြောတာမင်းတို့မကုတ်မကုတ်ဘာလို့မှလဲပုံကျရဲ့လားစောင်းထုံးပါလားစောင်းထုံးမဲ့ပုံကျမဲ့ဆိုရင်တော့ င်းတို့စားဖောက်တာနော်ဘာလို့ဖောက်တာမဟုတ်ဘူးမင်းတို့ဖောက်ပြီဆိုရင်တော့တာကြီးတို့ကြားတယ်ကြိတ်တော့မန်လေးအထိမန်လေးမှာလဲမန်လေးသားစစ်စစ်ဆိုလို့ဟိုးအစော်ဖျားမှာပဲမနေ့ပေါ့ရှာရမယ်မန်လေးမျိုးလဲမှာလဲတရုတ်ကြီးပဲရှောင်းနေတာဟုတ်ဗျာအခုကတရုတ်ခင်တော့ကျွန်တော်ပြသဆုံးနေဟုတ်ပြီပြန်လဲစောက်ခွာမယ်မဟုတ်မျိုးဘူးကဝေးတစ်ဖက်တရင်တစ်ဖက်ကြီးအားလုံးပူပေါင်းပြီးတော့ကာကွယ်သွားမယ်ဆိုပြီးတော့ထုတ်ပြန်ကြီးညာချက်တွေတပိုင်းနဲ့ထွက်ပေါ်လာတာကျွန်တော်ပြသဆုံးနေအာကမင်းကလည်းကွာပေါင်းလေးလုပ်တယ်ကွာ အဲမင်းတို့ကမမြင်ကြဘူးမင်းတို့ကအဲဘယ်တော့မှမင်းတို့ကတပေါင်းစီပေါ်လာမှလည်းမင်းတို့ကဘယ်လိုလဲပါလဲဆိုတော့မိကုန်နေအများကြီးထွက်နေကြတဲ့သူတွေရှိပါတယ်ဟုတ်ပါတယ်မှန်ပါတယ်အရေးကြီးတော့သိနှီးပါတယ်ဗျကျွန်တော်တို့လက်ခံခဲ့ရတာလဲကျွန်တော်တို့အတိဆုံးပါကျွန်တော်တို့တူတူပြစားကျွန်တော်တို့တူတူတနေတယ်ကျွန်တော်တို့နဲ့အတူတူအိတ်နေခဲ့တဲ့ရဲဘော်တွေအခုကျွန်တော်တို့နားမှာမရှိတော့ဘူးဆိုတာလဲကျွန်တော်တို့အတိဆုံးပါကျွန်တော်ပြစားခဲ့ရတာတွေကျွန်တော်နာကျင်ခဲ့ရတာတွေကျွန်တော်ပို့ပြီးတော့သိတယ်လို့ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းဘလောက်ထိနာကျင်ခံစားရလဲဆိုတော့ကျွန်တော်တို့ခေါင်းခေါင်းနားလဲပါတယ် အခုကျောင်းသွားတစ်ဖက်ဝင်နေအားလုံးကြိုတင်ပြင်ဆင်ထားပြီးမနေ့တနေ့မှာထပြီးတော့ကျွန်တော်တို့ပြင်ဆင်နေတာမဟုတ်ဘူးဒါပြီးအကုန်လုံးပြင်နာကြဖြစ်နေပါလေဟုတ်ပြီတို့ကလည်းလေတို့တော့ရှိတာပေါ့ဗျာဒါမဲ့လေလုံးနဲ့ဘင်းချင်းနှင်းတက်တယ်ဆိုတာလည်းရှိပါသေးတယ်ဒါဆိုရင်တော့ပေါ်လန်ပြည်သူအားလုံးဒီကနေပြီးတော့ပြောချင်တာကတော့လေ နိုင်ငံရေးဖိအားကြောင့်စုခွာပေးလိုက်တဲ့ DNA လေးပေါ်မှာစိတ်ဆိုးဒေါ်လာထွက်တာတွေခံပြင်းတာတွေအပြစ်မြင်တာတွေလည်းရှိပါတယ်။ဒါ့ပြင်မဲ့မုတ်ကုတ်မြေမှာရှိနေတဲ့ကျွန်တော်တော်လန်ရေးရဲပေါ်တွေအများကြီးစုစုစီစီနဲ့ဂျမဖက်စစ်ခွေးတက်ကိုပြန်လဲလက်တော့ပြန်သွားမှာဖြစ်တယ်။ကျွန်တော်နဲ့အတူတူကအကြောင်းဖက်စစ်ခွေးတက်ကိုတံပြန်ခုခံပေါ်မှာပြီးတော့မြတ်ပြည်သူတွေအနေနဲ့ကျွန်တော်တို့နဲ့အတူတူရှိနေပြီဖို့ထုတ်ဖို့ပြောဆိုလာတာဖြစ်ပါတယ်။ Drive ကိုကြည့်နေကျွန်တော်မိသားစုဝင်တွေ Yes ဆိုတဲ့ comment လေးတစ်ခုပဲတူချင်းနေရေးပေးခဲ့ပါ ဘလို့ကြောင့်ဒီကောင်ကတဖက်ဝင်တွေစုစည်းညှို့ဆောင်နဲ့အကောင်းဆုံးခုခံသွားမှာဖြစ်တယ်လို့တောင်းပြန်သွားမှာဖြစ်တဲ့အကြောင်းကျွန်တော်မြို့ပြည်သူတရားလို့ကျွန်တော်နဲ့အတူတူရှိနေပေးဖို့ကျွန်တော်ရဲဘော်တွေကဖိတ်ခေါ်ထားတယ်ကျွန်တော်မြို့ပြည်သူတွေလို့လဲ yes okay တင်းနေလေတရုတ်မှာတွားပြီးတော့လက်မှတ်ထိုးလိုက်တယ်ကျွန်တော်သိတယ်ပြီးခဲ့တဲ့ရက်ဗီဒီယိုတွေမှာဆိုကျွန်တော်မိသားစုပြောပါတယ်တင်းနေလေအပြစ်မတင်ပါနဲ့တို့လဲတို့တောင်းဝန်ကြည်ပါတယ် ကျွန်တော်ပြောပြသား MND လေးပြစ်ပတင်တယ်သူတောင်းသူကြည့်တယ်သူတိုက်ပြခဲ့ပြီးပြီအာချို့အာငါတို့လူငယ်တွေကိုမှန်တယ်ကျွန်တော်တို့လေးဆက်တာကျွန်တော်တို့ကျွန်တော်လူငယ်တွေမှန်ပါတယ်ဒါမဲ့ဒီပွဲအာမန်ပွဲမဟုတ်ဒီပွဲတကယ်ကိုပွဲကြီးပွဲကောင်းဗျာတတိုင်းမိသားစုဝင်တွေစိတ်ရှိပြီးပါရရာအာကျွန်တော်တို့အပြစ်တင်ခဲ့တာတွေနဲ့ကျွန်တော်တို့ဟုတ်အကောင့်ဘက်ရောက်မလာနိုင်သေးဘူးเนาะဒါလေးကိုလည်းကျွန်တော်မိဘပြည်သူတွေနားလည်မယ်လို့မျှော်လင့်တယ်ဟုတ်ပြီအခုတစ်ပတ်မှာအကုန်လုံးဗျာ ဟုတ်ရင်အကုန်လုံးကဒါ TNL ရဲ့စောက်ခွာမှုနဲ့အတူကျွန်တော်တို့အားလုံးကတော့အဲ့ဒီနေရာကိုပူပေါင်းပြီးတော့ကျွန်တော်တို့ကာကွယ်သားမယ်ပြီးတော့ကျွန်တော်တို့နဲ့တူရက်တီပေးပါပြီးတော့အားလုံးခေါ်ဆိုင်ဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းပြီးတော့အောက်ပွဲတွေကိုကျွန်တော်တို့အတူတူရယူပေးသွားမယ်ဖြစ်တဲ့အကြောင်းကိုလည်းပဲဒီမှာကျွန်တော်တို့ထုတ်ဖော်ပြောဆိုချက်တွေမှာကျွန်တော်တို့တကယ်ကိုပေးရတာဖြစ်တဲ့ဒီကောင်ရဲ့တပ်ဖွဲ့မိုးကုတ်မြို့နယ်မိုးကုတ်ပကဖအနေနဲ့တော်လိုင်းရဲ့အစမှတည်းပြီးတဲ့အထိတိုက်ပွဲဝင်သွားရင်ဆုံးဖြတ်ထားတာနဲ့အညီတဲ့တော်လိုင်းရဲ့အောင်မြို့ပန်းနိုင်စီကိုဦးလက်မတုံချီတက်သွားမိဖြစ်တဲ့အကြောင်းမိုးကုတ်ပြည်သူကောင်ရဲ့တပ်ဖွဲ့ဝင် တွေကကြင်ညာထားတယ်အကြမ်းဖက်ဖက်စစ်တပ်ရဲ့ကျွန်တော်တို့လက်ရှိပေါ့နော်အဲသူတို့တွေလုပ်နေတဲ့တရုတ်အာကိုနဲ့အချို့သောနေမြေတွေကိုသဘောတူညီချက်တွေရယူသွားပေမဲ့ကျွန်တော်ရဲဘော်လူငယ်တွေကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုခိုင်ခိုင်မာမာချမှတ်ပြီးဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဘလော့ဒီကောင်းကြီးဆင်းလဲတဲ့ကောင်းကြီးဘလော့ရုပ်မှလဲဆိုတာကိုလည်းကျွန်တော်တို့အားလုံးသိရှိပြီးတယ်ပြီးတော့ကျွန်တော်တို့ဘက်ကလည်းပဲဒါတော့ဆုပ်ကြောက်လို့နေမှာမဟုတ်ပဲနဲ့ဆက်လက်ပြီးတော့တော်လန်တိုက်ခိုက်ရင်းနဲ့အောင်ပွဲတွေရယူသွားမှာဖြစ်တယ်လို့အတိပေးရောချချက်တွေ ချိန်နဲ့တပြိုင်တည်းမှာထွက်ပေါ်လာတာဖြစ်တယ်။အဲခီးလျှောက်ဘယ်လိုပဲခက်ခဲတဲ့အချိုးကွေတုံးခဲ့တယ်ဖြစ်စေရင်းမြန်းချက်ဖြစ်တဲ့ Federal Democracy စနစ်ကိုမမေ့မတုံမစုတ်တမ်းဆက်လက်ချိတက်သွားမှာဖြစ်ပြီးတော့ပေါ်လန်ရေးအောင်မြင်တဲ့အထိမာမေ့မြန်းနဲ့ဆက်လက်ချိတက်ပိုက်ပွဲဝင်မှာဖြစ်တဲ့အကြောင်းကိုပြည်ဦးလင်ကရတိတော်ဝဲတပ်ဖွဲ့ဝင်တွေကလည်း Great Pew သစ္စာဆိုရှမ်းမြောက်ကတော်လန်ရေးပါလိအဓိကအရေးပါတဲ့အစိတ်ပိုင်းမဟုတ်ဘူးအာနာဘဟုချက်တော်လန်ဝင်ရိုးဟာစကိုင်းမကွေချင်းရခိုင်ရှင်းနေတော့ ရှမ်းမြောက်ကတရုတ်ဝင်ပေါင်းတစ်ခုပဲရှိတယ်။ရခိုင်မှာကြောက်ဖြူရှိတယ်။ကြောက်ဖြူကလေတော်လရင်တစုံလုံးပြောင်းလဲသွားနိုင်တဲ့အဖြေတစ်ခုလောက်နီးနီးအရေးပါတယ်။နဖိုးကြီးကတမွေပိုင်လိုက်ဟာလေမပြောတော့ဘူး။နော်။အဲ့တော့တော်လရင်ရဲ့ဝင်ရိုးနဲ့အာနာပူချစခိုင်းမခွေကျွန်ခဏခဏပြောတယ်။အဲ့တော့ဒီနေရာမှာတော်လရင်နဲ့ပတ်သက်ပြီးအလားအလာတွေကိုသုံးသပ်ရှိတဲ့အခါမှာအနည်းဆုံးတရုတ်ပြည်တော်လရင်ကိုကြည့်အောင်တရုတ်တရုတ် chẳng cái gì cũng sẽ sống luôn mà gì đâu hả đấy cũng nhiều bài ngang đầu mày cũng chấp bao đâu hả sắp xếp gì lại sắp bị sốc khe à bù nghề nào xong luôn chẳng cái gì cũng số nhà của mà gì đâu nặng nghề thay vào cũng máu đâu nặng nghề mặt tiền Syria gì nữa sự bị chia đâu này bộ nó thâu sẽ đi cả mình nó thâu sát sau chỉ Syria cái này sẽ lấy của chia đấy cả cái này sẽ nó của đâu này đấy cả tây bắc cái này nó thâu sẽ cũng à ấy tây bắc cái này cái hàng sát nó cũng đấy cái hàng sát cũng biến bê lại 2024စီးရီးယားဟာတော်လိုင်းတက်ပြီအောင်ဝဲခံနေအောင်ဝဲကိုရခဲ့တယ်ဒီလိုပဲစကမာကရှမ်းမြောက်ကမြို့တွေကိုဒိမ့်ပိုင်နိုင်နေဒိမ့်ပိုင်နိုင်နေဆိုပြီးတော့ဂုံစာနေပေမဲ့စီရေးရထိုးစစ်စင်တိုက်ခိုက်ဒိမ့်ပိုင်ပြီးဒိမ့်ပိုင်နိုင်တာမဟုတ်ဘူးတရုတ်ဖင်ခံပြီးရနေတာလို့ပဲပြောချင်တာကတော့ပဲရှမ်းမြောက်ကလက်ရှိဒိမ့်ပိုင်ထားတဲ့အဖွဲ့တွေကိုကြည့်မယ်ဆိုရင်လည်းဝါ MND TNL အစရှိတဲ့အဖွဲ့တွေကတရုတ်ကိုလုံဆန်လို့မရနေတဲ့အခင်းချင်းတွေသူတို့ရင်ဆိုင်နေရတယ် ဒီချက်ကတော့မင်းအောင်လိုက်တော့အားတာချက်တစ်ခုဖြစ်သွားပြီရှမ်းမြောက်ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုတရုတ်အားကုန်နဲ့ပြန်ရတာကိုမသိရင်သူကအရေးချင်းရှိလို့ရတယ်စစ်တိုက်နိုင်လို့ရတယ်လို့သူလူတွေနဲ့ပြည်သူတွေကိုဝါဒဖြန့်နေတာအဲ့ဒီဝါဒဖြန့်နေအောင်မှကျွန်တော်တို့ညောမသွားဘူးလို့တာတခုပဲနောက်ကျောင်းမေးတီဘောလို့ပြန်ထိတ်ချုပ်နိုင်ခဲ့တဲ့အတွက် ရှမ်းမြောက်နဲ့မန္တလေးတိုင်းကပုံမှန်တက်တွေကိုချားကနေပြီအဆက်ဖြတ်နိုင်တယ်ဒါကျွန်တော်တို့သိဦးသိထားရအဲ့တော့မိုးကုတ်နဲ့မိုးမိတ်ကိုတရားနယ်လေးကပြန်ပေးမယ်လို့ပြောနေတုန်းမှာပဲဘယ်လမ်းတော့ဝင်လာမှာလဲဆိုတဲ့ကိစ္စကိုလေကျွန်တော်တို့မသိပြင်မဲ့အောက်ကတက်တယ်အကုန်ပြေးနေပြီဒီနေ့တရားနယ်လေး2000ဆုတ်သွားတဲ့ PDF 6000ကခန်းစစ်ကြီးပြင်ပြီးတော့မိုးကုတ်ကိုကာဝယ်ဖို့လုပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်အတေတော့ပြုလို့မရသေးဘူးဒါအတူမှာလေဘတ်စတဲ့ရဲ့စစ်ကစားမှုကမြင်နေရတယ် မရိယာဘက်ကိုဖိတိုက်စစ်ကြောင်းအကြောင်းထိုးပြီး MBY ပြည်ပကိုပြအပေးဆယ်တော်ကြီးနဲ့အင်ဂျင်နီယာလေးကြောင်းကာကွယ်ရေးတပ်ကိုပြင်ရဖို့စစ်တပ်ကပြန်ပြီးဖိုးစစ်ဆင်နေနောင်ချိုဘက်ကတင်းလေးစုတ်သွားတယ်နောင်ချိုဒီဘောဘက်ကစစ်ကြောင်းတစ်ချောင်းဆင်းလာလို့မရိယာဘက်ကဖိုးလာတဲ့စစ်ကြောင်းတစ်ချောင်းချစ်စစ်ကြောင်းနှစ်ချောင်းညက်တိုက်တရာယူဒီရောက်နေတယ်လို့သိရပြီးတော့အုတ်ပူရွာတက်နာဆယ်တော်ကြီးအထက်ကကန်တွင်းကန်တွင်းအထက်ကနေအောက်ကိုဆင်းလာပြီး နောင်ချိုနယ်ကနေတဆင်မရယာဘူးစစ်ကြောင်းထိုးနေတယ်လို့သိရတယ်။မရယာဘကထိုးတဲ့စစ်ကြောင်းကလည်းတမိုင်းတက်တဲ့တနည်းကျော်ထိချုပ်ထားတဲ့တငါကြီးွာတဝိုက်ကိုပြန်သိမ်းပြီးရှစ်ဆက်တို့အာယူနေတယ်လို့သိရတယ်။တရာကူမီရောမြောက်ကရောက်လာပြီဗျာ။အဲတော့တဆင်နဲ့ဆက်ကွန်စစ်စင်ရေးမှာမရယာမြို့နေမရယာမြို့နေတွေကဖက်စစ်တက်ဖက်စစ်တက်ကိုရှေးရအရှိပါတဲ့စခန်း၄၀မရယာမြို့အရှိအရှိမြောက်မြောက်ဘက်ဒေသတွေမှာရှိတယ်။ မြို့ကိုပပလေဝိုင်းယူပြီးမြို့ကိုတိမ့်နိုင်ခဲ့။နေချောင်းအာကိုတရုတ်အာကိုနေတာဒီနေရာရအဥ္စာတွေကိုပြန်ရနေတာမြေပြင်မှာဖက်စစ်တဲ့ခွက်ခွက်လံအောင်ရှုံးနေတာဘူးတော့မင်းလို့မရဘူး။အဲ့တော့ MVP တဲ့ကုဆောင်နေတော့ရေးတက်တွေဟာမရရအရှိန်ကျမ်းမှာရှိတဲ့အငင်းနိုင်ဒီကြောင့်ကော်ရေးတက်တန်းဆယ်တော်ကြီးတက်စကန်ဖျောင်းတောင်တက်ထုတွင်ရွှေလုတ်ွက်တွေနဲ့အယ်ဖာပီရမီဆက်ယုံကြီးထိန်းချုပ်ထားခဲ့တာအဲ့တော့ဒီနှစ်လေပိုင်းမှာဖက်စစ်တပ်ပြန်လဲထိုးစစ်ဆင်ပြီးအယ်ဖာကိုပြန်ယူသွားတယ် ။ဖျောင်းပေါင်ရွှေလုတ်ပွက်တွေအပါဝင်ရွာတကုံများကနေတော်ရင်တက်ရဆုတ်ခဲ့ရတယ်။လေနေနဲ့ပြစ်တယ်ဒရုန်းတွေနဲ့ပြစ်တယ်။ကျေးရွာအများပြားထွက်ပြေးနေရတယ်။ရှမ်းမန်စစ်စင်ရင်းနဲ့ဆင်နွှဲခဲ့တဲ့နေရာတွေပေါ့ဗျာ။လာရှုံးနဲ့မုကုတ်မူမိတ်နောက်ချိုတီဘောတို့ကိုတရုတ်အားကုန်းနဲ့ပြန်ယူ MNDA DNL ကအပြစ်ခံရတာကိုအခွင့်ကောင်းယူပြီးလုံနေရဲဆိုတဲ့အခြေအနေဒါကိုမြင်ကြရပါလိမ့်မယ်။ဒါကိုမြင်ဘာဆက်လို့ရမလဲတွေးကြရပါလိမ့်မယ်။ကျွန်တော်တို့ပြောတာတက် ညီမကတော်လိုင်းကြီးတက်ပြီးတော့ပို့ပြီးတော့နားလေလိမ့်မယ်လို့ယူဆပါတယ်ဒီလိုဖြစ်နေတော့မှပဲရွှေဘူးရွှေဘူးဆိုတာကမုတ်ဆိုးဘူးနော်ငါမြရပြီးရွှေဘူးလေညအော်ဘာ20ရက်နဲ့26ရက်နဲ့အထိမှာရွှေဘူးစစ်ကြောင်းထိုးတယ်အရာတော်တလဲပါတဝိုက်အဲ့ဒီစစ်ကြောင်းဟာအရာတော်နဲ့တလဲပါကထွက်လာပြီးအဲ့အဲ့တလဲပါပြစောတိရွာဖက်စစ်တက်အင်အားတက်ညာ စကိုင်းတိုင်းဝက်လိုက်ကြောက်ကုန်းရောက်ဝင်စီးတယ်။ကျွာကပစ္စည်းတွေခိုးနေတယ်။အဲ့ချိန်မှာပလိုင်းတက်ကဝင်တက်။ဖန်စီရတဲ့ပြည်သူလေးဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ဖန်စစ်တက်ကမတာပေါ်တာလေအများအပြား၁၆កောင်နဲ့အကောင်၃၀မှာငါတရားမှာ၁၆កောင်သိတယ်အကောင်၃၀တန်ရာရအိုနာဂျိုကန်းဆိုတော့90လောက်ကျန်တဲ့90ကခွေးပြေးပြရပါတယ်။ဒါရင်းနဲ့ပတ်သက်ပြီး ရွှေဘုတရင်တင်းနေလေးဝလက်မျိုးနဲ့ပကဖရွှေဘုံတိုက်နေပကဖ900ကျောင်းအဖွဲ့နေရွှေဘုခရိုင်ဒုံအဖွဲ့ကြီးကံမရွာဒုံအဖွဲ့နေတပေါင်းစုတိုက်ခိုက်ခဲ့တယ်ဝလက်ဂျာပြတ်တိုက်ခိုက်မှုကအောင်မြင်ခဲ့တယ်မြန်မာပြောချင်တာကတော့စီးရင်နိုင်ငံရေးအချက်အသေးတွေနဲ့2025ရဲ့တော်လိုင်းရေးရဝင်းမှာတော့ဒီနေ့ထန်ထန်ခန့်ခန့်မမဆောင်ပြရမယ့်နေရာ စကိုင်းမကွေးဝင်းကြီးဖြစ်တယ်။အာခတ်တတော်ဤကတော့မကွေးတိုင်းတဲ့ကိုထိုးဝင်လာသူအေယာဝတီလေးမျက်နှာကိုလည်းစစ်ပွင့်လာတဲ့ကပ္ပစာ၁၆နာကိုလည်းရှောက်နေ။ရှမ်းမြောက်စီကြီးကတော့တေယုအာကုနဲ့ဖက်စစ်တဲ့အတာစီရနေတယ်လို့ထင်ရပေမဲ့အဲ့လောက်တော့လွယ်မနေပါဘူး။ဒီတော်လန်ကြီးကိုမင်းအောင်လိုက်ရက်တက်နိုင်ပြီဆိုရင်ဒီတော်လန်ကြီးကိုမင်းအောင်လိုက်နိုင်အောင်တိုက်နိုင်ပြီဆိုရင်ကျုံခံနေပြီ။ရှင်း ဒီဒေါ်လာကြီးကိုမရောက်နိုင်ရက်တက်နိုင်စေအကြောင်းအချက်လက်ဒီနေ့ဒီတစ်ခုမှမတွေ့ဘူးဒီလောက်ဆိုတော့ပတ်ပါတယ်အားလုံးဂျေဇုတက်